မင်္ဂလာပါရှင်2025ခုနှစ်ဧပြီလ4ရက်တောက်ကြနေ RRB မြန်မာပိုင်းသတင်းစီစဉ်စတင်နေပါပြီ ဒီကနေ့တင်ဆက်ပေးမယ့်တင်ဒင်ကတော့မောင်တော်မြောက်ပိုင်းနေရင်းချများအပေါ်အေးတသားများဤနိုင်ထက်ဆင်းနေမှုများအနိုင်ကျင့်စော်ကားမှုများဆိုတဲ့တင်ဒင်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ကျွန်မချယ်ရီဝင်းပါရခိုင်ပြည်နယ်မောင်တော်မြောက်ပိုင်းတွင်နေထိုင်ကြသောဒေသခံရိုဟင်ဂျာပြည်သူများသည့်အကြောက်တရားအောက်တွင်နေထိုင်နေကြရပြီးလုံခြုံဆွတ်ချမှုကိုမခံစားရပဲအေးအောက်ချစ်တသားများဤအနိုင်ကျင့်စော်ကားမှုနိုင်ထက်ဆင်းနေမှုများခံနေကြရကြောင်းသိရှိရပါတယ်မောင်တော်မြောက်ပိုင်းတွင်နေထိုင်ကြသောရိုဟင်ဂျာပြည်သူများသည့်အလောက်ကင်မရှိပြည်တွင်းပြည်ပဝင်ငွေလည်းမရှိပဲစာဝင်းနေရေးအလ ုံပင်ချက်တဲမှုများနဲ့ရင်ဆိုင်နေရချိန်တွင်ရခိုင်လက်နက်ကန်အေးရတမနှစ်ဤလက်အောက်ခံအမတ်သုံးနေမြေအတွင်တက်ရောက်နေတော့တရက်အုပ်ကျယိုပြင်သူဦးလားဒါကြီးစာ ရေတွင်ကျုံရေတွင်ပြင်ရွက်ညိတောင်းဦးတင်ချောင်းငန်းချောင်းငါးစကျူးငခုရတက်ကင်ညာကျင်းချောင်းစတော့ကြွေများတွင်နေထိုင်ကြတော်ရဟင်ချပြည်သူများကို၂၀၂၄ခုနှစ်ဇူလိုင်လမှစ၍တော်လာခွင့်ပိတ်ပင်ထားတဲ့ကဲ့သို့ 2024ခုနှစ်နိုဝင်ဘာလမှစ၍အနီးနားမှရခိုင်ကျွတ်ရများဖြစ်ကြသောဖာဝုထောင်းအောင်မင်္ဂလာပြားသားရွာများသို့တွာလာခွင့်လုံးဝပိတ်ပင်လိုက်ကြောင်းငကူရရသားတအုပ်ကပြောကြားခဲ့ပါသည် 2019ခုနှစ်တွင်စစ်ကောင်စီကရိုဟင်ဂျာလူမျိုးတုံးတပ်ဖြတ်မှုကျူးလွန်ခဲ့ပြီးနောက်ပိုင်းတွင်လည်းဒေသခံရိုဟင်ဂျာပြည်သူများသည်မောင်တော်မြောက်ပိုင်းတဲချောင်းကျွော်မှမောင်တော်တိုင်ပိုင်းကြောက်ကရူကျွော်အထိစစ်ကောင်စီလက်ထက်တွင်ပင်လွတ်လပ်စွာသွာလာခွင့်ရရှိခဲ့ကြပြီးယခုအေလက်ထက်တွင်သွာလာခွင့်ကတ်တပ်ပိတ်ပင်ခံရပါသည်ထို့ကြောင့်ရန်နံပြည်ရိုဟင်ဂျာများသည်အလုံးလက်မဖြစ်သွားခဲ့ကငတ်မှုခေါင်းပေါင်းမှုများနှင့်ကမ္ဘာပြတ်ဒုက္ခမျိုးစုံနှင့်ရင်ဆိုင်နေကြရပါသည်ပြည်သူများပင်လယ်ဝေဒုက္ခနှင့်ကြုံနေရသည့်အခြေအနေမျိုးတွင်ရိုဟင်ဂျာအနောက်စုတစုလင်တလရင်းနှစ်ကြိမ်စီအေအတွက်အတင်းလောက်အားပေးနေရတဲ့ကဲ့သို့ ုံးစကြေးများလဲလာစဉ်အေအေတို့ပိတ်ဆောင်နေရသည့်အပြင်ရိန်ဂျာများပိုင်ဆိုင်ကြသောကားနှင့်မော်တော်ဆိုင်ကယ်များကိုအေအေအောက်ခြေတပ်သားများကချောဆွဲနေပါတယ်။ပိုင်ရှင်များထက်ပန်လဲအနေစဉ်ဆိုင်ကယ်များပစ္စည်းကလေးရိန်ဂျာပိုင်ရှင်များမှာပြန်လည်ပြုပြင်ငွေစည်းများကုန်ချလျက်ရှိပါတယ်။အေအေတပ်သားတွေဈေးဝယ်ဖို့ဈေးကိုလာတဲ့အချိန်မှာဆိုင်ကယ်ကိုတွေ့ရတဲ့ကြောင့်လည်းမပေးရပိုက်ရိုက်ခံခဲ့ရလို့တောင်းတာနဲ့စီးကွင်ပေးရတယ်။ဆိုင်ကယ်ကိုတော့တောင်းရောက်စီတဲ့ကုဆိုင်ကယ်မဟုတ်လို့ကြမ်းကြမ်းတမ်းမောင်းနဲ့ဆိုင်ကယ်တွေကပြက်ရင်လည်းသူတို့ပြုပြင်ပေးတာမရှိဘူးလို့တပ်ကံများကဆိုကြပါတယ်။ ရိုဟင်ဂျာပြည်သူများသည်ဟိန္ဒီရေရွက်များစိုက်ပျိုးခြင်းကိုအဓိကအဖြစ်စိုက်ပျိုးပြီးတနစ်စာအတွက်စုဆောင်ခဲ့ကြသောရေခါများကိုအေအေတသားချုပ်ကအချိန်မတော်လာရောက်ပြီးလူရဲယူဆောင်သွားလေရှိသည့်အပြင်ရိုဟင်ဂျာများမွေးမြူထားသောကျွဲနွားတိရစ္ဆာန်များအများအပြားလောင်းဒုံဒိုတန်ကျွရရင်စားတတ်လေရှိပါသည် ကျွေးနွားများကိုရှာဖွေရင်ရင်းချွေရသို့တွားရောက်နိုင်ရန်အတွက်သက်ဆိုင်ရာအုပ်ချုပ်ရေးမှုနှင့်အေအေနှင့်မြင်မှုထံမှထောက်ခံကြရရှိမှသာတွားရောက်ခွင့်ရခဲ့ပြီး၎င်းတို့တတ်မှတ်တဲ့အချိန်တွေပြန်လည်လာရောက်ကြရပါတယ်။ကျွေးနွားများပြတ်ဆုံနေလျက်မှတ်သုံးနေမြေယုံသို့တွားပြီးအေအေနှင့်မြင်မှုကိုတိုက်ကြခဲ့ရာဒုနေမြင်မှုဆင့်ရှိသူကအာဆာရဲ့ကျွေးနွားများဖြစ်သည့်အတွက်ပြန်ဆုံခြင်းဖြစ်သည်ဟုပြန်လည်တုတ်ပြန်လေးရှိပါတယ်။သူရဲ့ဆွေဆွေတုတ်ပြန်ချက်ဒီလွဲမှသောတုတ်ပြန်ချက်သာဖြစ်ပြီးအေအေအောက်ချစ်တတချို့ကမျိုးလူမျိုးများနဲ့ပူပေါင်းကာခိုးယူကြောင်းချက်နေကြခိုင်လုံသောထောက်ထားများ ှိကြောင်းလောင်းတုံးရွာသားတအုပ်ကခိုင်မာပြောဆိုခဲ့ပါတယ်။မောင်းနှောင်းမြတ်ပိုင်မှာရင်းကြပြည်သူများအတွက်နေ့ရက်တိုင်းဒီခြေကွဲပွဲဖြစ်ကြောင်းမိတိနဲ့မိတိအချင်းတွင်အကြောင်းမှဖန်ဆီမှုများရွာမှနေထုတ်ကန်ခဲ့ရမှုများညှဉ်းပန်းနှိပ်စက်မှုစသည့်အကြောင်းတရားအောက်တွင်နေထိုင်နေရပြီးမိသူတအုပ်တယောက်များလုံးစုံစစ်ချမှုကိုမခံစားရကြောင်းရင်းကြပြည်သူများနှင့်ဖြစ်အေးအေးရေးဆက်သွတ်မှုတန်းနိုင်ထက်စင်းမှုအကျင့်ပြတ်ချက်ဆမှုများခွဲခြားဆန့်ခံရမှုများနေ့စဉ်လိုလိုအားပေးနေရမှုများခါစီခံနေရကြောင်းအခြားလူမျိုးနွယ်စုကဲ့သို့လွတ်လပ်စွာသွားလာခွင့်ကတ်တက်ခံရမှုများလူသားချင်းစာ နာမှုအခြေအနေကလည်းအမှန်ကန်ပဲလို့မင်းဆိုရလျက်ရှိကြောင်းတရုတ်ပြည်သားတအုပ်ကပြောပါတယ်